ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့မျက်မှောက် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဘွားမေစိန်နဲ့သူတော်ရောင်ဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်နော်။ဘွားမေစိန်နဲ့သူတော်ရောင် အဲ့ဒီနေ့ကတောင်ထုံးရမှာထူးခြားမှုရှိနေခဲ့ပါတယ်။ဖြစ်ပုံကတော့တောင်ထုံးရမှာရှိတဲ့ထန်တဲ့သမားတူဖြစ်တဲ့မောင်ဆန်ရဲ့မိဆွေတူရွာကိုလာရောက်ချင်းကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီထန်တဲ့သမားမောင်ဆန်ရဲ့မိဆွေကြောင့်ရွာမှာရှိတဲ့ကာလာသားတွေမောင်ဆန်ရဲ့အိမ်မှာဝိုင်းဖွဲ့နေကြတယ်လေ။မောင်ဆန်ရဲ့မိဆွေကတာမန်မဟုတ်ပါဘူး။ဒုတ်ပြီးတာပြီးစီးတွေကျွမ်းကျင်သူလို့နာမည်ကြီးပါတယ်။ဟဲ့ကောင်လေးမင်းတို့ကဒီမှာတောက်လို့ကောင်းနေတော့ဟိုမှာဆရာကစီးတွေပောက်ပြီးနေတယ်။ မင်းတို့သွားကြဟုတ်လားအရက်ဆိုင်အတွင်ရွာသားတွေပြောဆိုနေကြခြင်းဖြစ်ပါတယ်စီရတကယ်ရောစွမ်းတာဟုတ်ရဲ့လားဗျာကြောက်တော့မယုံပါဘူးရွာသားတကူကတောက်လက်စအရက်ခွက်ကိုချပြီးပြောချလိုက်တယ်ဟာကိုမောင်ဆိုင်မိတ်ဆွေကတကယ်စွမ်းတာဟာသူနဲ့ကိုမောင်ဆိုင်တွေကမြို့မှာစုံပြီးခင်ခဲ့ကြတာဆိုပဲ တို့ကိုမောင်ဆိုင်ကိုသူကစေးပေါက်ပေးလိုက်တယ်တဲ့အဲ့နေရပြန်လာတော့ကိုမောင်ဆိုင်ထက်မြပွားပြုတ်ကြသေးတယ်လေအားလုံးကသိပြီလို့ထင်နေတာကွာဘဲဟုတ်မလဲသူ့မှာလေပုံးရပက်ရတော့မဖြစ်ဘူးဟာအဲ့ဆီယာရဲ့ဆေးကစွန့်လိုက်ပုံများကွာအခုဆိုရင်တို့ရွာလူတွေမကအောင်တော့တခြားရွာလူတွေပါလာပြီးစေးပေါက်နေကြတယ်ဟာအဲ့လိုလားဒါဆိုကျုပ်တို့လည်းသွားပြီးစေးပေါက်ကြရအောင်ဗျာအေးသွားကြတာပေါ့သွားမယ်ဟိလာကြလာကြ မောင်ဆိုင်ရဲ့ထန်တော်ရဲမှာရှိတဲ့တဲ့အိမ်မှာရွာသားတွေစုံညီနေကြတယ်လေစီးပောက်သူအပြိုင်ဆိုင်နဲ့မောင်ဆိုင်ရဲ့ဆရာဖြစ်သူရဲ့ရှေ့မှာရှိတဲ့ငွေဖလားတွေမှာလည်းငွေတွေကမိုးမောင်နေတာပေါ့မောင်ဆိုင်ရဲ့ဆရာအမိကတော့ဆရာခေါင်းလို့ခေါ်တယ်ဆရာခေါင်းကျုပ်ဒီစီးပောက်ပြရနဲ့တကယ်ဒုတ်ပြီးဓာပြီးမှာပေါ့နော်စီးပောက်လက်စရွာသားကမေးတော့ဆရာခေါင်းဆိုတဲ့အသားညူညူမျက်လုံးမျက်ဖန်ကောင်းကောင်းအသက်၄၀ကျော်အရွယ်လူကြီးက မပြီးရောလားမောင်ရင်ရဲ့ရော့စေးပေါက်ပြီးရနဲ့ဒီဓမ္မနဲ့သာခုတ်ပြီးတော့မောင်ရင်ကို ထိကိုက်မိရင်အဲ့ဒီဓာတ်နဲ့ကြုတ်ကိုသာပိုင်းလိုက်တော့ဗျာဒါပေမဲ့တခုတော့ရှိတယ်စေးပေါက်ပြီးလို့လေးရက်ပြည့်မှစီစွမ်းကအပြည့်ပြင်ပြလိုက်မယ်အဲ့ဒီချိန်ထိတော့တိခန့်ကြပါဗျာ။ဆရာခေါင်ကရဲရဲကြီးအာမခံပြောလို့စေးပေါက်သူတွေကလည်းစိတ်ကျဉ်နေသွားကြတယ်လေ အဲ့လိုနဲ့ဘေးရွာကနေစေးပေါက်ချင်သူတွေကလည်းအပြန်အဆိုင်ရောက်လာကြတာပေါ့အမေရွာထဲမှာသတင်းထူးတယ်တော့ဒေါ်ဝင်းကရွာထဲမှာဟင်းချက်ဆရာများတော်ဝင်လာခဲ့တယ်လေပြန်ရောက်ချင်းကုပစ်မှာထိုင်နေတဲ့မိခင်ဖြစ်သူဘွားမေစင်ကိုပြောလိုက်တယ်ဘာသတင်းများတော့ဤဘာသတင်းတုံးဆိုရင်ရွာနောက်ပိုင်းကထက်တဲ့သမားမောင်ဆိုင်ပြီအမေသိတယ်မို့လားအေးအမေသိတယ်လေ အဲ့ထန်တက်သမားမောင်ဆန်ရဲ့အိမ်မှာလူတွေကိုဝိုင်းအုံနေတာပဲအမေရဲ့ဟဲ့အဲ့လောက်လူတွေဝိုင်းအုံနေတာမောင်ဆန်ကဘာဖြစ်လို့တော့ဘွားမင်းစင်ကမေးတော့တော်ဝင်းကလူတွေအုံတာအကြောင်းရှိတယ်တော့ဗါတယ်ဒုတ်ပြီးတားပြီးဆေးတွေပေါက်နေတယ်ဆိုလားပဲဟေးမောင်ဆန်ကပေါက်ပေးတာလားမဟုတ်ဘူးအမေရဲ့မောင်ဆန်ရဲ့ဆရာဆိုလားပဲ အဲ့ဆီယာကစီးတွေပောက်ပြီးတော့လေရွာသားတွေဆိုတာအဲ့ဒီအိမ်ကနေကိုမခွာနိုင်ကြဘူးတဲ့တကယ်လဲစွမ်းနေပြောတယ်စီးပောက်ပြီးတဲ့ရွာသားတွေကကိုကိုကိုဓာတ်နဲ့ခုတ်ကြတယ်ဆိုပဲအမေရဲ့ဓာတ်နဲ့ခုတ်တာကိုဘာမှမဖြစ်ကြဘူးတဲ့ဩရွာထဲမှာတော့ဒီကိစ္စတွေရောက်လာပြန်ပြီပေါ့ရှင်အမေကဘာကိုပြောတာလဲဘွားမေစင်ရဲ့စကားကိုတော်ဝင်ကမေးလိုက်တယ်လေဘွားမေစင်ကဘာမဖြစ်ပါဘူးရေတွားတွား နောက်မှာအပြိုကြီးရေပဲအမေရေစိန်ထားတယ်။ပွားသွားရင်အခွန်ခွာလိုက်အောင်။ဟုတ်မေကျုပ်သွားလိုက်အောင်မေ။အဲ့လူပြောပြီးဒေါ်ဝင်းကထွက်သွားတယ်။ကြံခဲ့တဲ့ဘွားမေစိန်ကတော့ကိုင်အိတ်ထဲကကိုင်ရတရားကိုယူပြီးကိုင်တိပဲတချမ်းထဲထုံနေနေတုတ်ခါရလိုက်တယ်။အဲ့နောက်မှာတော့ပစောင့်တင်းကိုထဲကကြိတ်ဝါရင်။အင်းဖျားဖျားဖျား။ဘကိစားမှ ထမဖြစ်ပါစေနဲ့။ အဲ့လိုနှုတ်မပြောပါရှိရွတ်လိုက်တယ်။ဆရာဒါဆိုကျုပ်တို့ဟာဒုတ်ပြီးတားပြီးအကုန်ပြီးကြပြီပေါ့နော်။ရွာသားတွေကဆရာခေါင်ကိုမေးလိုက်တယ်ဆရာခေါင်ကဒါပေါ့မောင်ရင်တို့ရဲ့ဆရာကတိတ်ချစိမ့်မှန်ပေးထားတာပါစိတ်ချလက်ချတာနေကြပြီတော့ဟုတ်ကဲ့ဆရာဆရာစီမှာတခြားပညာရဲ့တွေရော ရှိသေးလားဗျဆရာရဲ့ကျွန်တော်တို့သိချင်လို့ပါဗျရှိတာပေါ့ကွာ တုတ်ပြီးဓာပြီးစေကိုပြောက်စေပီရစေအလောက်ကစေအဲ့လိုကောင်တွေကအစဆရာကကျွမ်းကျင်တယ်ဟာဆရာရဲ့ကျုပ်တို့တော့သဘောကျချက်ဗျာကိုပြောက်စေးတာဆရာလုတ်ပေးလေကျုပ်တို့ဆရာကိုငွေထပ်ပြီးကြောပါမယ်ဆရာရဲ့ရွာသားတယောက်ကဝမ်းတာအားရနဲ့ပြောလိုက်တော့ဆရာခေါင်ကခေါင်းယမ်းလိုက်တယ်အဲ့ဒါတွေတော့လောလောဆယ်မရသေးဘူးကွဘာလို့ဆို နက်ဖြန်ဆရာခီးထွက်ဆရာလေးရှိတယ်။ဆရာပြန်လာမှပဲအဲ့ကိစ္စကိုလုပ်ပေးပါမယ်။ဟုတ်ကဲ့ဆရာ။ကျုပ်တို့ဆရာပြန်လာရက်ကိုစောင့်နေကြပါမယ်ဗျ။ဆရာခေါင်ကပြုံးပြီးတော့ကောင်းကြီးလိုက်တယ်လေ။နောက်ရက်မှာတော့ဆရာခေါင်တယောက်ရွာနေထွက်သွားပါတော့တယ်။အဲ့ဒီလိုနဲ့ဆရာခေါင်ထွက်သွားပြီး မကြခင်တရက်မှပဲ။တကြီးရေတကြီးတကြီး။ဟေးဘာဖြစ်တာတော့ဟာ။ကျုပ်ဘာစီပါဗျ။ဟောကိုဘာစီ။ ဘာကိစ္စဖြစ်လို့ဒီလောက်ပြနေရတာတော့ညနေမှောင်ရီပြိုးချိန်ဘာစီတယောက်တကြီးအိမ်စီကိုအပြေးရောက်လာခြင်းဖြစ်ပါတယ်တကြီးရေကျုပ်တို့ရွာသားတွေတော့ပြက်တနာရှာကုန်ပြီဗျို့ဟိဘာဖြစ်တာတော့ကိုဘာစီရဥပစီရဲ့စကားကြောင့်တကြီးဦးနှောင်ချူမေးလိုက်ပါတယ်ဘာဖြစ်ရမှာလဲဗျာတဖက်ကအိမ်နှမ်းရွာကရွာသားတွေနဲ့ချိန်ပြီးရိုက်ပွဲလုပ်နေကြတာလေဟင်ရိုက်ပွဲရံပွဲလုပ်နေကြတာလား ရိုက်ပွဲကဒုတ်ပြီးဓာပြီးဆေးတွေပောက်ထားတဲ့ကောင်တွေဂျိုကြွနေတာတကြီးရေတဖက်အင်တိုင်းကကောင်တွေကလည်းဆေးပောက်ထားကြတော့စိန်ခေါ်နေကြတာပြို့ဟာမိုက်လိုက်တဲ့ကောင်တွေကဒါနဲ့ကာနာဒါကောင်ဆောင် မောင်အုံးကဘမလဲဘာလုပ်နေလဲကျုပ်ရန်ပွဲတားဖို့မောင်အုံးတို့အဖွဲ့ကိုတွားခိုင်းထားတဲ့တကြီးဒါဆိုကျုပ်တို့လည်းသွားကြမယ်ဗျာရံပွဲကဗမာတော့ရွာနောက်ကလဲပြင်းမာတကြီးရဲ့သွားကြမယ်ဗျာ တကြီးကပစိုးနဲ့တိုက်ပုံကိုပြင်ဝစ်ပြီးနောက်ဘားစီနဲ့အတူရွာအနောက်ဘက်ကိုအပြေးထွက်သွားပါတော့တယ်။ရွာထဲမှာရှိတဲ့လူတွေကလည်းတကြီးနဲ့ဥပစီတို့နှစ်ဦးပြက်ရခတ်နေလို့စိတ်ဝင်တစားနဲ့နောက်ကနေလိုက်ခဲ့ကြတယ်လေ။ရွာနောက်ဘက်လေပြင်းကို ရောက်တော့တစ်ဖက်နဲ့တစ်ဖက်ဒုတ်တွေတရွရွရသူကတားသူကဆဲအဲ့လိုနဲ့ရိုက်ခံပြင်းတဲ့လူကလည်းပြင်းတဝုံဝုံနဲ့ဖြစ်နေကြတာပေါ့။အဲ့လူအုပ်ကြီးတုံအုံတုံဝုံဖြစ်နေလို့ဖုံတွေရလဲထနေတော့တယ်လေ။ ဟဲ့ကောင်နေဟဲ့ကောင်နေရက်ကြစမ်းဟေးတကြီးပြောနေရလေငါပြောတာမရတဲ့ကောင် ထိတ်တုံးအပြင်ကတော့မှတုံးပြင်မယ်ဟေ့တဖက်လူအုံးမာလေမင်းတို့ငါပြောနေရမရကြဘူးလားခွေးမသားတွေအင်းနွိုင်းရွာတကြီးဥဖိုးမန်ကလည်းစိတ်တူနေတာပေါ့ကို့ရွာသားကိုကိုထိန်ကြရင်တကြီးမြောက်ကပြရာခတ်နေကြတယ်လေအဲ့ဒီအချိန်မှာဟေ့ရော့ဓာယူလာကြစမ်းသွေးဘလောက်ရဲလဲပြကြစမ်းဟင် ဟာဘွားဟေ့ကောင်လေးဘွားမေစင်ရောက်လာတာဟာဘွားမေစင်ကတောင်ဝေးကို ထောက်ပြီးလူအုပ်ကြီးကို စိုက်ကြည့်နေခဲ့တယ်စိုက်ကြည့်ရင်မြေပြင်ပေါ်ကို ထိုင်ချလိုက်ပြန်တယ်ဘွားမေစင်ရဲ့ရှေ့မှာတော့အသွားထက်ထက်ဓမ္မတချောင်းရှိနေတာပေါ့ရုံရင်ဆန်ခန့်ဖြစ်နေတဲ့လူအုပ်ကြီးကဘွားမေစင်ကြောင့်ညီသက်သွားကြတယ်လေအဲ့ဒီခါမှာဘွားမေစင်ကဆက်ပြီးတော့ကဲမအောင်ရော့ဒီဓမ္မလာယူ မိုက်ရဲတက်ရဲနေတဲ့လူမိုက်တွေကိုလိုက်ခုန်ဆန်းဟင်ဒင်းတို့ကတော်တော်လေးကိုတက်တိတွေကောင်းနေကြတယ်ထင်ပါမအောင်ကိုမြေပေါ်မှာချထားတဲ့ဓမ္မကိုယူခိုင်းလိုက်တယ်မအောင်ကတွတ်တွတ်မြမလို့ဘွားမေစိန်ကိုပဲငေးကြည့်နေရှာတာပေါ့အေးမအောင်မင်းမလို့ရင်ဘွားကိုယ်တိုင်လုပ်မယ်လာခဲ့ကြစမ်းတယောက်ချင်းစီစေးစွန်းတွေပြကြရအောင်အခုလာကြသွားကြလေကွာဘွားခေါ်နေရအောင်သွားလေမင်းတို့ပဲမိုက်ရဲတဲ့ခုတ်ရဲတဲ့ဆို တကြီးဦးနောင်ချူနဲ့တကြီးဦးဖိုးမန်တို့မိမိတို့ရွာသားတွေကိုတွန်းထုတ်နေကြတယ်။ကဲမောင်တိုးမောင်ရီဆေးပေါက်ထားတယ်မလား။လာခဲ့ဘွားစီကိုအခုလာခဲ့။ဗျားဘွားဟိုကျုပ်ကျုပ်ကလေဟိုရင်ပြတဲ့ထဲမှာမပါဘူးလေဘွား။ဘွားမေစိန်ကမောင်တိုးကိုခေါ်လိုက်တယ်။မောင်တိုးကဘွားမေစိန်ကိုကြောက်ရွံ့စွာနဲ့ပြောလိုက်ပါတော့တယ်။လာပါမောင်တိုးရဲ့ဘွားမင်းရဲ့ဆေးစွမ်းကိုစမ်းယုံနေမှာပဲ။ဘွားကိုယုံနေမို့လား။ ယုံယုံယုံမာတယ်ဘွာအေးယုံရင်လာခဲ့ဘွာနာကို မောင်တိုးတယောက်ဘွားမေစိန်အနီးကိုသွားပါတော့တယ်အဲ့ဒီခါမှာဘွားမေစိန်ကမြေပေါ်မှဓမကိုလက်နဲ့ညွန်ပြရင်ကောက်လိုက်ပြီးရင်မောင်ကြီးရဲ့လက်ဖွားကိုအဲ့ဒီရဲ့ဓာအသွားနဲ့ပုတ်လိုက်စမ်းဟုတ်ဟုတ်ဟုတ်ဘွာမောင်တိုးကဓမကိုလက်ထဲကောက်ယူလိုက်တယ်အဲ့ဒီနောက်မှာတော့ဓမရဲ့အသွားပေါ်မှာလက်ဖွားကိုတင်ရင်အသာပုတ်ဆွဲလိုက်ပါတော့တယ် အာအမလေးရှာတယ်ဗျဟာဘလို့ဖြစ်ရတာလဲဟင်စေးပေါက်ထားတာဘလို့ဖြစ်ရတာလဲအေးနော်ကိုမောင်တို့လည်းစေးပေါက်ထားတာပဲကိုမောင်တို့ခမရလက်ဖွားပေါ်ကဓာသွားရှာတဲ့တံရရီကြောင့်နာကျင်နေရှာတယ်လေအဲ့ဒီခါမှာဘွားမေစင်ကပြုံးလိုက်တယ်ကဲလာကြလေစင်းခံကျင်တဲ့သူတွေတန်းစီကြတော့အခုမင်းတို့အလှဲ့ပဲဘွားမေစင်ကလူအုပ်ကိုကြည့်ပြီးပြောလိုက်တယ်အလုံးကထိတ်လန့်နေကြတာပေါ့ ဘယ်နဲ့လဲဟမ်စေးပေါက်ထားတယ်ဆိုအစောကတော့ယုံကြည်ချက်တွေအပြည့်နဲ့အခုတော့ဘယ်နဲ့ရှိစားအဲ့ဒါအဲ့ဒါဘလို့ဖြစ်ရတာလဲပွာဘလို့ဖြစ်ရတာလဲဟုတ်လားမောင်ရင်တို့ကသူတော်ရောင်ကိုမှဆရာထင်တာကိုကဲပြောဆက်မအောင်မောင်ရင်တို့ဆရာကရှောင်းရံဆောင်ရံတွေကိုပြောခဲ့ကြသေးလားစေးပေါက်ပြီးတော့ဘာတွေလုပ်ရမယ်ဆိုတာလေမမပြောပါဘူးပွာဟွန်းမောင်ရင်တို့ကတော့ သူတော်ရောင်နဲ့တွေ့တာပဲတပွဲတို့ဆေးတွေပေါက်ပြီးအဖိုးခါတွေလိညာယူသွားတာကွဒါအပြင် အတွင်းလူကပါပါတော့ပို့ပြီးတော့နေရာရတာပေါ့ကဲပါလေတက်ချင်နေကြရင်လည်းတက်ကြပြီးတော့ဘွားကတော့ပြင်အောင်မယ်ဘွားမေစိန်ကအဲ့လူပြောဆိုပြီးတောင်ဝေးကိုထောက်ပြီးလူအုပ်ကြီးနဲ့ဝေးရစီကိုကြောပြီးထွက်ခွာသွားပါတယ်ဘွားမေစိန်ပြောခဲ့တဲ့စကားတွေကြောင့် ရန်ဆောင်နေကြတဲ့နှစ်ဖက်ရွာသားတွေကလည်းစိတ်ပြက်လက်ပြက်နဲ့မိဘကိုထိုင်ချလိုက်တယ်။ဟာဒါတို့ကိုလိညာသွားတာ။ဟိုထန်းတက်သမားမောင်ဆိုင်ကြပဲ။ဒင်းကသူ့ရဲ့ဆရာတော်ကြောင်းသူ့ဘလို့တွေဖြစ်ခဲ့ကြောင်းတွေကိုလိညာပြောခဲ့တာပဲ။ဆရာဘွားပြောသလိုပောက်ပြီးချိန်ခဏပဲအစွမ်းပြတာ။ဒါကြောင့်တို့ကိုလေးရက်ဆောင်းဆိုပြီးပြောခဲ့တာကို။အဲ့အကောင်ရောဟိုလူရုပ်မှာဆရာအယောင်ဆောင်ကောင်ရော တွိတ်တဲ့နေရအသိတက်ပြင်မယ်ကွာဟုတ်တယ်ငါတို့စီကလင်ညာယူသွားတာဟာတော်သေးတာပေါ့ဘွားရောက်လာလို့မဟုတ်ရင်အကုန်မသားပေါ်ကုန်တော့မှာရွာသားတွေကအားလုံးနောင်နာရကြကုန်မှာတော့တယ်ကဲပါကွာဆရာလိန်နဲ့အတွင်းလူသက်စပါကိုရအောင်ရှာပြီးငါတို့အပြစ်ပေးမယ်မင်းတို့ကတော့အိမ်ပြန်ကြတော့ကွာအဲ့လိုနဲ့တကြီးဦးနောင်ချူကပြောလိုက်ပါတယ်ဟုတ်တယ်ဒါငါတို့တကြီးတွေအလို့ မင်းတို့ကအိမ်ပြန်ကြတော့နောင်ဒီလိုကိစ္စတွေမဖြစ်အောင်သာဂီယူဆိုင်ကြအင်းတိုင်းရွာသူကြီးဥဖိုးမန်ကလည်းဝင်ပြောလိုက်တယ်ရွာသားတွေကသူတို့ရဲ့တကြီးတွေရဲ့စကားကို နားထောင်ကြပြီးမိမိတို့ရဲ့အိမ်စီကိုပြန်သွားကြပါတော့တယ်အဲ့ဒီနေရာနေစားပြီးထန့်တက်သမားမောင်းဆိုင်နေသူ့ရဲ့ဆရာကိုလည်းမတွေ့တော့ဘူးလေရွာသားတွေထံကနေရသမျှအဖိုးခါတွေကိုလိမ်ညာယူပြီးအဝေးကိုထွက်ပြေးသွားကြတာကြောင့်ပါပဲ ဒီဇလန်လေးကိုအစအဆုံးနားဆင်ပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူပဲတင်ပါတယ်။ဒီ channel လေးကနေအခုလိုမျိုးဇလန်ကောင်းတွေကိုရွေးချယ်တင်ဆက်ပေးမှဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါဦးနော်။